အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခံစားနှားဆင်ပေးကြပါဦးခင်ဗျာမန္တလေးရဲ့အညာနွေကပူပြင်းလွှမ်းလာတယ်နှစ်တရာအတွင်းအမြင့်ဆုံးအပူချိန်ဆိုတဲ့မိုးလေဝက်သားကျင်းညာချက်အတိုင်းတက်တဲ့နဲ့တကူမကြုံဘူးတဲ့အပူတန်းကိုခံစားနေရတယ်ပူတယ်လေဆယ်နေကဲဆိုတာဒါပဲထင်မှရဲ့ဗျာ ကိုမောင်မောင်ကပလဆက်တဲ့ရက်တောင်ကိုတစ်ဖြက်ဖြက်ခိုက်ရင်ညင်းညူပြောဆိုလိုက်တယ်ဟုတ်တယ်ကိုမောင်ကြီးကျုပ်တို့လည်းပော့ပော့ဆူနေတဲ့ရင်ွေးဦးတယ်ထဲ့ပြုတ်ခံထားရတဲ့အတိုင်းဖြစ်နေပြီတကိုယ်လုံးချွေးတကိုယ်ရွှဲနဲ့နေတော့တာပဲဥတင်ဦးကလည်းကိုမောင်မောင်စကားကို ဖြည့်စော်ထောက်ခံရင်းပြောဆိုလိုက်တယ်သူတို့နှစ်ယောက်ညင်းညူမယ်ဆိုရင်လေညင်းညူလောက်ပါပေတယ်ဒီနေ့မန္တလေးຫນွေကဘယ်နှစ်နဲ့မှ မတူအောင်ကိုပူးလွှမ်းနေတယ် တို့ကိုပဲကြည့်အဘောချက်အင်ဂျီတကိုတိုင်းမှချိပြီးစွတ်ကြဲချိုင်းပြတ်ကိုးစည်းနဲ့ဖြစ်နေကြတယ်အပူတန်သက်သာအောင်မျက်နှာကျဲပန်းကားကို ဖွင့်ထားပေမဲ့တချိန်ချိန်တောင်းနေတဲ့သမို့အနည်းကလေးဘူးတွေကိုပဲသူတို့စီပိုးပေးနေတယ်ဒါကြောင့်ပလက်စတဲ့ရက်တောင်တယောက်တစ်ချောင်းစီကိုင်းပြီးရှင်းပြိုင်ရက်ခတ်နေကြရတယ်သူတို့ရောက်နေတဲ့နေရာကရက်ွယ်နာရီကူညီမှုအသင်းရုံးခန်းထဲမှာပါနှစ်ယောက်စလုံးက ရက်ကျိုးရွာကျိုးထန်းဆောင်ခြင်းနဲ့ပရိုက်တာလူငယ်တွေရက်ွယ်အတွေ့မရှိမဖြစ်လိုအပ်တဲ့နာယေးကူညီမှုအသိလေးတသိန်းကိုဝါသနာတူလူငယ်တွေပေါင်းစုဖွဲ့စည်းထားကြတယ်။သူတို့အသိန်းကအခမဲ့နာယေးကူညီမှုအသိန်းဖြစ်ပြီးလူမျိုးမရွေဘာသာမရွေစိတ်ရဲ့ချမ်းသာအတန်းစားမရွေကူညီပေးတယ်။ပို့မယ်ပို့ခရိုးရောင်အောင်ပို့ဆိုတဲ့စကားအတိုင်းအလောင်းတွေကိုပို့ဆောင်ပေးရုံမကဘူး။အလောင်းပြင်ပေးတာကအစား တကြိုးစရိတ်ကြခံပေးတာကအလေစင်းရဲ့နွမ်းပါလွှမ်းသူတွေအတွက်တပိတ်တော်ပေးတာကအဆုံးလိုလေးသိမရှိအောင်စောင်းရွက်ပေးကြတယ်ချိတ်သိတယ်နာရီကူညီမှုအသိလို့အမည်ပေးထားပေမဲ့ရေးပေးမေးပေးပညာတနာကိစ္စရတဲ့ပါမကြံကူညီပေးနေတဲ့အဖွဲ့လဲဖြစ်တယ်အသိမှာကားလေးစီးရှိပြီးအချင်းပြေရင်းမောင်းဝင်းတတ်သူခန်းထားတယ်ကျန်းတဲ့ကားတွေကိုတော့အဖွဲ့ဝင်တွေကကားမောင်းတတ်သူတွေက အလှဲ့ကြလိုင်းမောင်းပေးကြတယ်ဒီနေ့အလှဲ့ကြသူတွေကကိုမောင်မောင်းနဲ့ကိုတင်ဦးစိုးစောပိုင်းကအဖွဲဝင်နေနဲ့စိုးစိုးညံညံချိပေမဲ့လမ်းကြောင်းထွက်သွားကြတာကြောင့်နားရဲ့အသင်းရုံကန်းထဲမှာသူတို့နှစ်ယောက်ပဲကျန်းနေခဲ့တယ်သူတို့အသင်းကပြည်ကြီးတကွန်မျိုးနယ်တဲကရက်ွယ်လေးရက်ွယ်ကိုတောင်းဝင်ယူ ကူညီပေးနေရတာဖြစ်တယ်သူတို့နှစ်ယောက်စကားထိုင်ပြောနေတော့မှပဲကလင်းကလင်းရုံကန်းဖို့မြေတန်းကြောင် ကိုမောင်မောင်တို့စကားပြောနေတာကိုရက်လိုက်ကြတယ်။ဥတင်ဦးကဖုန်းကို ကောက်ကင်လိုက်တယ်။ခွက်ထဲကထွက်နေတဲ့အတန်းကြောင့်တဖက်လူရဲ့ပြောတဲ့စကားတွေကိုအားလုံးပဲကြားနေရတယ်။နောက်ဆုံးထွက်သွားတဲ့နားရိပ်ကလမ်းအဝင်မှာရက်လို့ရက်ွက်ကလူတွေမကြေမနက်ဖြစ်ပြီးဝိုင်းတာတယ်။လမ်းကြောင်းလည်းမသွားရသေးဘူး။အသင်းလူကြီးတွေလာပြီးချင်းပေးဖို့အကြောင်းကြားတဲ့ဖုန်းဖြတ်တယ်။လူကြီးနှစ်ယောက်ကိုရုံးမှထားခဲ့ပြီးကိုမောင်မောင်နဲ့ဥတင်ဦးပဲ ိုမောင်မောင်လိုက်ထက်တဲ့ထွက်ခဲကြတယ်။ရက်ွက်ကမြို့စုံစင်ရသားရက်ွက်ကလေးလမ်းတွေကမြေသားလမ်းတွေကျင်းနေကျိုင်းနေ ပြေးနေတဲ့အပြင်အရန်ကျင်းလာတယ်။နိဗ္ဗာန်ရင်ကိုအတုပအင်းချင်းမှာရထားတာကိုတွေးလိုက်ရတယ်။ရေမောင်းသူနဲ့ကျန်းတဲ့အဖွဲဝင်တွေကိုမတွေ့ရဘူး။စုံစမ်းမေးမြန်းကြည့်လိုက်တော့ရက်ွက်လူကြီးဦးအောင်ထူးရဲ့အိမ်မှာရောက်နေတဲ့ကိုမောင်မောင်တို့ဆက်လိုက်သွားကြတယ်။ဦးအောင်ထူးရဲ့အင်းချင်းမှာရော့ ိမ်အောင်မှာပါလူတွေပြေးနေတယ်။ယောက်ျားရော မိန်းမရောပဲ။သူတို့အားလုံးရဲ့မျက်နှာတွေကတင်းမာနေတယ်။ကိုမောင်မောင်တို့နှစ်ယောက်ရွာလူကြီးအိမ်အပေါ်ထက်ကိုတဲသွားတယ်။အပေါ်ထက်အဲကမ်းမှာလည်းလူတွေပြေးနေတယ်။အဲ့ဒီလူတွေကြားထဲမှာသူ့လူတွေကိုမျက်နှာညှို့ညွငယ်ငယ်နဲ့တွေးရတယ်။နိဗ္ဗာန်ရင်ကလမ်းရဲ့အထက်ဘက်ကဝင်လာပြီးအလောင်းကိုတင်းပြီးတာနဲ့အောက်ဘက်က ပြန်ထွက်ရမှာကိုအောက်ဘက်ကနေပြောင်းပြန်ဝင်လာတယ်။ထုံးစံကဒီလိုမဟုတ်ဘူးလေ။ မဝင်ကောင်းဘူးရက်ွက်နားတတ်တယ်ဒါကိုရက်ွက်ကမကြေမနက်ဖြစ်နေကြတယ်ဥအောင်ထုကကိုမောင်မောင်တို့ကိုချင်းပြတယ်လမ်းတွေကတားဆိုးတယ်ဗျာဒါကြောင့်ကျွန်တော်လေလွဲတဲ့ဘက်ကဝင်လိုက်မိတာပါနိဗ္ဗာန်ရင်မောင်းသမားကမျက်နှာငယ်လေးနဲ့ချင်းပြတယ်ဒီလိုကွာဓလေ့ထုံးစံမပဲကောင်းဘူးဆိုတာမှန်တယ်ရက်ွက်နားတတ်တယ်ဆိုရတဲ့ငါလက်ခံတယ်ဒါပေမဲ့ငါတို့ကစေတနာနဲ့ကုညင်းတဲ့ပြိုက်တာသမားတွေကွာ ခရရရင်ပြောရရင်ကိုထမင်းကိုစားပြီးကြီးတော်နွားအငှားကြောင်းနေတဲ့လူတွေမင်းတို့အထက်မှာဒီလိုအလုံးမျိုးဘဲသူလုံနိုင်တယ်လေကိုရရွာအတွက်စေတနာနဲ့လှုပ်ပေးနေတဲ့လူတွေကိုမင်းတို့ခွင့်လို့ပေးလို့မရဘူးလားသူ့အဖွဲ့ဝင်တွေအပေါ်ရန်လို့တဲ့အပြုမှုကြောင့်ဘာကြီးဥတင်ဦးရဲ့အတန်းကတင်းမာနေတယ်ကျွန်တော်လည်းပြောပြပါရယ်ဗျာကိုရက်ွက်ကိုအကူအညီပေးနေတဲ့လူတွေနောင်လဲအရှိသဖြင့်စစ်ဆန်ရအောင်မဲ့လူတွေ သိခံပေးကြပါဆိုတာကိုပြောမရဘူးဗျာဥအောင်ထုကလေးပြေဝင်းထိုးတယ်ဟိုဘက်ကပြောလိုက်ဒီဘက်ကပြောလိုက်နဲ့အချိန်ကုန်ယုံမဲ့ရှိမယ်ပြဿနာမပြေလည်နိုင်ဘူးဆိုတာကိုမောင်မောင်စဉ်းစားမိတယ်ဒါကြောင့်ဒီစကားဝိုင်းနဲ့သူ့ဝင်းဖို့ဆုံးဖြတ်လိုက်တယ်ခြေထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားအတိုင်းကျွန်တော်တို့လည်းမပယ်ပါဘူးဒါပေမဲ့ပြဿနာက ဖြစ်ပြည့်သွားပြီလွန်သွားပြီဒီလွန်သွားတဲ့ကိစ္စကြောင့်ရက်ွယ်မနာအောင်လုပ်ရမယ် ဒီလိုကိစ္စမျိုးတွေကျွန်တော်တို့အသင်းကမကြာခဏကြုံဖို့ပါတယ်ဒီလိုကြုံတိုင်းရွာတော်ချင်းနှက်ကိုတောင်းမှန်းပြီးပူဇော်ပသပေးရတယ်ဒီလိုလှုပ်ပေးလိုက်ရင် အပြစ်တွေပြေးပြောက်အင်းငိမ်သွားပါတယ်ဒီကိစ္စကိုကျွန်တော်တို့တောင်းဝင်ယူဆောင်ရွက် ပေးပါမယ်စိတ်ချလက်ချသာနေပါခမရတို့ရက်ွယ်ဘာမှမဖြစ်စေရဘူးတခုတော့ရှိတယ်ဒီနေ့အချိန်မရတော့ဘူးအတူပါလဲပို့ပေးရအောင်မယ်ဒါကြောင့်မနေ့ပြန်မှာ ဆက်ဆက်လာပြီးဆောင်ရွက်ပေးပါမယ်။ကျင်းနဲ့ပေးကြပါ။ကိုမောင်မောင်ကချင်းပြပြီးဂရီပေးလိုက်တယ်။ကဲဟိတ်ရက်ွက်မနာအောင်မနေ့ပြန်လာလို့ပေးမယ်တဲ့။အားလုံးကျင်းနဲ့ကြတော့သွားကြ။ကိုအိမ်ကိုပြန်ကြတော့ဥအောင်ထူးကရက်ွက်ထက်ကလူတွေကိုပြန်ခိုင်းလိုက်တယ်။ကိုမောင်မောင်တို့အဖွဲလဲလမ်းကြောင်းကိုအောင်းအောင်မြင်မြင်ပို့ဆောင်ပြီးအသင်းရုံးကိုပြန်ခဲကြတယ်။နောက်နေ့မှာတော့ကိုမောင်မောင်ဦးဆောင်တဲ့အသင်းသူအသင်းသားအချို့ဟာ ပြဿနာဖြစ်ခဲ့တဲ့ရက်ွက်ကိုသွားကြတယ်။ရက်ွက်အကျဉ်းနှံအောင်ရွာတော်ချင်းနန်းနှံမှာနတ်ပွဲပေးလိုက်တယ်။ဥအောင်ထုနဲ့ရက်ွက်ထက်ကလူတွေလည်းနတ်ပွဲမှာပျော်ပျော်ပါပါဝင်နှွှဲကြတယ်။ဥအောင်ထုကကိုမောင်မောင်တို့ကိုတောင်းမန်စကားဆိုတယ်။ကျွန်တော်ရက်ွက်ကလူတွေကိုလည်းခွင့်လော့ပေးပါဗျာ။သူတို့ကိုစားကျွန်တော်တောင်းမန်ပါတဲ့ဥမောင်မောင်။သူတို့ကဒီလိုအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးအင်မတန်ယုံကြတယ်။မယုံလို့လည်းမဖြစ်ဘူးလေ။ဒလေထုံးဆောင်ကို ်ဘော်ဒီဘောစာသဘောထားပြီးပြည်စလွယ်လောက်ခတဲ့အရက်သမားတွေကြောင့်ကျွန်တော်တို့တရက်ကွဲလုံးပြစ်မတက်ဖြစ်ခဲ့ရတယ်။စိုးရိမ်စိတ်တွေနဲ့ထိတ်လန့်ခြောက်ကြခဲ့ရတဲ့နေ့တွေညတွေအများကြီးဖြစ်ခဲ့တယ်။ဒီလိုအဖြစ်ပြက်တွေကသူတို့ရင်ထဲမှာခုချိန်ထိစွဲနေတယ်။ဘယ်တော့မှမမေ့နိုင်အောင်ကိုစွဲလန့်နေကြတယ်။ဘယ်လိုအဖြစ်ပြက်မျိုးမှဒီလောက်ဆွဲလန်ကြောက်ရွံ့ထိတ်လန့်သွားကြတာလေကျွန်တော်ကိုပြောပြပေးပါလားဦးအောင်သူဒီလိုပြလွန်ခဲ့တဲ့ဆင်းနဲ့လောက်ကပေါ့ ကျွန်တော်တို့ရက်ွယ်ထဲမှာကိုချွေးနဲ့မအောင်မြင်ရတဲ့လင်းမယားနှစ်ယောက်ချိခဲ့တယ်။လင်းကပယံနောက်လိုက်လုတယ်။မယားကလည်းရက်ွယ်ထဲမှာချမ်းသာတဲ့လူတွေအိမ်လိုက်ပြီးအဝက်ချော်တယ်။တညတော့ကျွန်တော်တို့ရက်ွယ်ထဲမှာမုံမုံတိုင်းကြီးတိုက်ခတ်တယ်။ဖြစ်ရှင်တော့အဲ့ဒီညမှာတအားကိုကိုဝင်အရင်မှာ ဖြစ်နေတဲ့မအောင်မြင်တယောက်ဘိုက်နာလာတယ်။တနာစရာပါဗျာ။အရက်လက်တွေကအချိန်နဲ့မကောင်းတော့မှ သူမနိုင်တော့ဘူးဆိုပြီးစိတ်ယုံတက်ခိုင်းတယ်။ သူ့ယောက်ျားကိုချွေးမုံတိုင်းနဲ့ထွဲပြီးသူ့မိမကိုစိတ်ယုံပို့ဖို့လူလိုက်ခေါ်တယ်။အဲ့ဒီမှာတပ်ပင်ပေးပြီးသေးသွားတယ်။သူ့မိမလည်းမီးမဖွားနိုင်ပဲဆုံးသွားတယ်။လင်မယားနှစ်ယောက်စလုံးတညတဲ့ခြေစဉ်နောက်စဉ်အဆိုးသလိုဆုံးသွားခဲ့တယ်။တရက်ကွယ်လုံးထိတ်လန့်ခြောက်ခြားသွားရတဲ့ဖြစ်ပျက်တွေကလည်းအဲ့ဒီနေ့ကနေစတာပါပဲဥမောင်မောင်မန္တလေးမြို့ကြီးရဲ့ဆင်းချေပုံမြို့တည်ရက်ွက်ကလေးမှာဖြစ်ပါတယ်မြို့တည်တို့ရဲ့ထုံးစံအတိုင်းမြို့ပြင်ပဲလဲကွင်းရာကွင်းတွေကို မြို့ွယ်ရိုက်တဲထားတဲ့မြို့သက်တစ်ခုပါတပ်ပင်မရှိ အရေးအဝါဒမရှိတဲ့လွင်တီကောင်မြင်ကြီးတဲ့မှာမြို့ကိုတီးထားတယ်။နှွေကာလဆိုရင် မခန့်မရနိုင်အောင်ပူပြင်းလွှမ်းလာတယ်။မိုးတွင်ကာလအကြပြန်တော့လေဒူးစမြို့ချွန့်ပွဲလန်းနေဖြစ်သွားတယ်။တီဆောင်ဆဲကာလမဖွင့်ပြိုးသေးတဲ့မြို့သက်နေလူတွေရဲ့ဘဝကလူအချစ်တွေပြည့်နေတဲ့တွင်းကြီးတွင်းနဲ့ကြာနေတဲ့လူတွေရဲ့ဘဝမျိုးပါ။ပညာရေး၊ကျမ်းမာရေး၊စီးပွားရေး၊ဘာရေး၊ညာရေး ူတယောက်အတွက်လိုအပ်တဲ့အရေးကိစ္စတွေမှန်သမျှချုံငယ်နေတတ်ကြပါတယ်ဒီလိုနေသားတကြမဖြစ်သေးတဲ့မျိုးသစ်ကိုမှကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းမိုးကအညိုကြီးကြီးနဲ့ရွာချနေတယ်ဘယ်တော့မှမရွာတဲ့အချိန်ုံနဲ့ကိုတဲတဲထန်ထန်ရွာသွုံးနေတယ်ဒေါသကြီးနေတဲ့မိုးကိုမိုးတိုင်းကဝိုင်းကူနေပြန်တယ်တုံးတိုင်းတိုင်းမိုးချိုပြက်တန်းနေတချွေချွေတော့လေးမိုးတိုင်းတိုက်ခတ်တန်းတွေကကဘာပြက်နေတဲ့အလားစူညံပွက်လို့ရိုက်နေတယ် ကျမငင်းနေလို့ပဲပြောရမယ်ထင်ပါရဲ့ဒီလိုမိုးကြိုးမုန်တိုင်းနေကြောက်စရာလန့်စရာထချို့မြည်ဟိနေတဲ့မိုးရော်လေးပါတုံးုံတိုင်းတိုင်းအညို့ကြီးစွာရွာသွန်းနေတဲ့ညမှာမြို့တည်းရဲ့စင်းသားရက်ွက်ကမအုံးမြင့်ဆိုသူမိမတယောက်ဖိုင်းနာလာတဲ့တာအူကိုဝင်ဖြစ်နေတာကတကြောင်မအုံးမြင့်ကိုတိုင်းကလည်းအသေးငယ်တာပြောတာကတကြောင်ကြောင်မိမဖွားနိုင်ဘူးဖြစ်နေတယ်မအုံးမြင့်အလူအလဲခံစားနေရတယ်အမေလေးအဖားလေးတားပြီး ။အိုဟဲ့ညင်းညူနေရချာတယ်။မောင်မြင့်ယောက်ျားကိုချွေးလဲ။ဘာလို့လို့ဘာကရမှန်းမသိ။အယောင်ယောင်အမားမားတွေဖြစ်နေတယ်။သူမိမအော်လိုက်တိုင်းသူကထိုင်းရမလို့ထားရမလို့ဖြစ်နေတယ်။မြို့တဲ့စေယုံကိုပို့မှဖြစ်မယ်။နေခင်းပဲမောင်မြင့်ဖိုင်းနာစာကလေးကရောက်နေတဲ့အရက်လက်တဲ့အမေမွှေးကသူမနိုင်တော့ဘူးဆိုတာသဘောပေါက်လိုက်တယ်။မိုးကြီးလေးကြီးဟုံးနိုင်ကျင်းနေတဲ့အချိန်ပေးမယ်။သူ့အလို့ကိုအောင်တောင်းဝင်ကြည့်အောင်စေယုံပို့ဖို့ပဲပြောရတော့တယ်။ စေယုံဆိုတာနဲ့ကိုချွေကောင်းတဲ့အရင်ဆုံးရောက်လာတာကစေယုံဇရက်အတွက်ငွေကြီးသူ့လက်ထက်မှာရှိတဲ့ငွေကအမေမွှေးကိုလက်သက်ကပေးဖို့စူထားတဲ့မဖြစ်သလောက်ငွေလေးမျှသာဖြစ်တယ်။ကိုချွေဟင်းကနဲ့အတန်ထွက်အောင်တပြင်းလေးလေးကြီးတစ်ချက်ကိုချလိုက်တယ်။မိအောင်စေယုံရောက်ဖို့ကအရေးကြီးတယ်။ကျန်နာကတော့နောင်ခါလာနောင်စေးပဲ။အတွေ့တွေနဲ့ရင်းလေးနေတော့မှပဲ။မအောင်မြင်ရဲ့အော်တန်တစ်ချက်စိုးစိုးဝါးဝါးထွက်လာပြန်တယ်။ ူဘာမှအစင်းစားမနေတော့ဘူးအိမ်ပေါ်ကနေအမြန်ခုံချတယ်ပြီးတော့ရှက်စီတဝင်းဝင်းမိုးချိုးတွေဒတိုင်းတိုင်းပြက်နေတဲ့မုံတိုင်းတွေကိုပြေးထွက်သွားတယ်တကယ်တော့အဲ့ဒီအချိန်ဟာသေမင်းရဲ့မရဏစက္ကန့်အတွင်းရောက်သွားတဲ့အချိန်ပါမရဏမင်းကသူ့ရဲ့ဇလံဇက်ွက်တွေကိုအရက်ဆက်ဆုံးစီးရင်ရေးဆွဲထားတယ်မိုးချိုးမုံတိုင်းတွေပြင်းပြင်းထန်ထန်တိုက်ခတ်ပြောင်းဆန်နေတဲ့ညမှာမအုံးမြင့်ကိုဖိုင်းနာစေတဲ့လွယ်လွယ်ကူကူမွေးဖွားလို့မရအောင် စိတ်ယုံပို့ရအောင်ဖမ်းတိတယ်။ပြိတာနဲ့မအုံမြင့်ရဲ့ယောက်ျားကိုချွေးကိုအိမ်အပြင်ထွက်အောင်သွေးဆောင်လိုက်တယ်။မအုံမြင့်ကိုစိတ်ယုံပို့ရမှာကူညီကြဖို့ထမ်းယူကြဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။ကိုချွေးမုံမုံတိုင်းနဲ့ပြေးဝင်သွားတယ်။ရွာအလဲကညောင်မင်းအိုကြီးအနီးရောက်လာတယ်။သေမင်းရဲ့မရဏစက္ကန့်ငါလေးခြောက်ချားစရာကောင်းတဲ့အေးစက်မှုတွေနဲ့တက်ထက်ထရွေလျားနေတယ်။ကိုချွေးညောင်မင်းအောင်အယောက်မှာနိုင်လက်တန်ကမရဏစက္ကန့်ကိုတိတိကျကျရောက်ချီသွားတယ် ။ရောင်ပင်အိုကြီးဟာကြောက်မက်ဖွယ်မြေဟိန်တန်ကြီးနဲ့အတူကိုချွေးရဲ့အပေါ်ကိုပြိုးလဲပြေးကြသွားခဲ့တယ်။အာကနဲ့ထိတ်လန့်တကြအော်လိုက်တဲ့ကိုချွေးရဲ့အတန်တဲ့ကြီးကစူညာပွက်နေတဲ့မုံတိုင်းတန်တွေနဲ့ရောထွေးသွားတယ်။ကိုချွေးချက်ချင်းမသေးသေးဘူး။အကြောဆွဲသလိုခြေတွေလက်တွေတဆတ်ဆတ်လှုပ်ရှားနေသေးတယ်။မိနဲ့အနှဲငယ်ကြားမှာသူ့ဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်ကနေအပြည့်အတိုင်းထွက်ခွာသွားခဲ့တယ်။ကံကြမ္မာဇိုးဟာဘယ်တော့မှတယောက်တည်းမလာဘူးဆိုတဲ့စကားတိုင်းပါပဲ။ ကိုချွေညောင်မင်းအိုပေးပြီးအသေးစိုးနဲ့ကြုံသွားတဲ့မရှိမနှောင်းမှာပဲသူ့မိမမအောင်မြင်လေမိမဖွားနိုင်တဲ့ဝေဒနာကိုအသေးအတန်အော်ဟဲရင် သူ့ယောက်ျားကိုချွေထွက်ခွာရသေမင်းနိုင်ငံကိုကောက်ကောက်ပါအောင်လိုက်ပါသွားတော့တယ်ကိုချွေတို့လင်မယားနှစ်ယောက်ရဲ့အလောင်းတွေကိုချန်ပီယံဘက်မှာထားတယ်လေးတိုင်စင်နှစ်ခုလုံးပြီးအလောင်းထဲထားတဲ့အခေါင်းတွေတင်းထားတယ်မုံတိုင်းဆဲသွားပြီမဲ့မိုးကအစစ်မပြတ်ရွာနေတော့အခေါင်းတွေအပေါ်မှာ ဖျားကြံတစ်ချက်စီအုပ်ပေးထားတယ်။သူတို့သေးတဲ့ညကတဲတဲထန်ထန်ရွာသွန်းခဲ့တဲ့မိုးမုံတိုင်းကြောင့်ရော့။နောက်ရက်တွေပါအညို့မပြေးပဲဇက်တိုက်ရွာနေတဲ့မိုးကြောင့်မှရက်ွက်တစ်ခုလုံးရေတွေဘောင်းလန်သွားတယ်။ပေးမြောင်းလဲမြောင်းမှန်သမျှကဒလဟော့စီလာတဲ့ရေတွေကလည်းသူတို့ရက်ွက်ကလေးကိုပဲဥတိုင်ဝင်လာကြတယ်။မြို့တဲ့တေးပြေးကြတဲ့ကမကြုံဘူးအောင်ဖြစ်တဲ့ရေကြီးရေချမ်းမှုကိုခံကြရတယ်။ရက်ွက်ထဲမှာလမ်းနေပေါ်မှာ ခါလောက်ပေါင်းလဲလောက်ရေတွေရောက်လာတယ်။ဒီနေ့မှဖြစ်တဲ့ထုခဲ့ရေကြီးမှုကြောင့်မြင်းနှိမ်ပိုင်းရက်ွက်ကလူနေအိမ်အချို့ရေမြုပ်သွားတယ်။ရေပေဒုက္ခသည်တွေကိုရက်ွက်ထိတ်ကုန်းမြင့်ဘောကဖုံးရင်ကြောင့်မှဒုက္ခသည်စကန်းဖွင့်ပြီးကိုညီထောက်ပံ့ကြတယ်။ရေပေလွတ်တဲ့ရက်ွက်တွေက ထမင်းထုတ်တွေဝေးပေးတယ်။ဒီလိုသဘာဝဘေးအန္တရာယ်ကြားရောက်နေတဲ့ကာလဇိုးကြီးတဲ့မှာမှကိုချွေးနဲ့မောင်းမြင့်တို့ရဲ့နှလုံးပြိုင်အတုပဖြစ်ပေါ်လာတာဖြစ်တယ်။ ၃ညမြောက်တဲ့နေ့မှာအလောင်းနေကိုတကြိုးပို့ကိစ္စဆောင်ရွက်ကြရတယ်။ခြေကင်းလက်ခင်းတားရတဲ့အချိန်တွေကတော့ထုံးစံအတိုင်းအလောင်းကို အိမ်ငှသဲယူသွားသုတ်တမတရဏဂုံတင်တရားနာတယ်။မြေမြုပ်ချင်းမြုပ်မိတကြိုးချင်းတကြိုးဂူးသွင်းချင်းသွင်းအေးအေးဆေးဆေးဆောင်ရွက်လို့ရတယ်။အခုအနေထားကြတော့မိုးရေရေတဲ့ဖြစ်နေတာကြောင့်အစီအစဉ်တစ်မျိုးပြောင်းလိုက်ရတယ်။ဝဲလွန်သူတွေရဲ့အိမ်မှာပဲတန်ဃာတော်တွေပင်ပြီးတရားနာလိုက်တယ်။ ပြည်တာနဲ့မြေမြုပ်တကြိုးမဲ့အဖွဲလက်ထက်အလောင်းတွေကိုအပ်လိုက်တယ်။သုတ်တန်းကိုဘယ်သူမှ မပို့ကြတော့ဘူး။မြေမြုပ်အဖွဲလက်အခေါင်းတွေထန်းသူကထန်းအရက်ပုံဆွဲသူကဆွဲနဲ့မိုးတဲ့ရေထဲမှာပဲသုတ်တန်းကိုထွက်သွားကြတယ်။ကံကြမ္မာစိုးနဲ့ကျုံတွဲခဲ့သူကိုချွေးနဲ့မအောင်မြင် လေမယားနှစ်ယောက်ရဲ့အတုဘကိစ္စကလည်းဒီမှာပဲနှိဋ္ဌိတန်းခဲ့ရတယ်။တခုတော့ရှိတယ်။တရက်ွယ်လုံးထိတ်လန့်၆၆သွားရတဲ့အဖြစ်ပြေစိုးတွေဟာလည်း အဲ့ဒီညမှာပဲစတင် ဖြစ်ပွားခဲ့တယ်။ဟုတ်တယ်။အဲ့ဒီညမှာပဲအသက်တုံဥတုံစရာကောင်းလာတဲ့ခွေးဥသားကြီးကိုစားပြီးကြားရတာဖြစ်တယ်။ညတကောင်လောက်မှတင်းချိုင်ကုန်ဘဲစီကနေဆွဲသွဲငငယ်ဥလိုက်တဲ့ခွေးဥသားကြီးထွက်ပေါ်လာတယ်။ထူးကြတဲ့ခွေးဥသားကြီးကြောင့်တကြီးရွယ်ဦးအချို့လန်းနိုးလာကြတယ်။ခွေးဥသားကြီးကဖိုးရင်ကြောင်းနေမှာကျေးစီတိတဲ့အခါဥကြတယ်။တာရုခေါ်တဲ့ခွေးဥသားမျိုးမဟုတ်ဘူး။ကျေးတိမွေးညင်ထအောင် လိပ်ပြာငဲ့အောင်ကြောက်စိတ်ဖြစ်ပေါ်စေတဲ့ခွေးဥတန်းကြီးစိတ်တည်မရှိတဲ့ခွေးဥတန်းကြီးလို့လဲအားလုံးသိလိုက်ကြတယ်အဆက်မပြတ်ဦးနဲ့တဲ့ခွေးဥတန်းကြီးဟာပိုးပြိပိုးပြိကျဲလောင်လာတယ်ရက်ွယ်နဲ့တဖြည်းဖြည်းနှီးလာတယ်မကြခင်မှာပဲရေထဲမှာတစော့စော့နင်းလာတဲ့ခြေတန်နဲ့အတူခွေးနေကြီးတကောင်ရက်ွက်ထဲဝင်လာတာကိုတွေးကြကြတယ်ခွေးနေကြီးကတာမန်ခွေးလိုက်တဲ့နှစ်ဆသုံးဆလောက်ကိုလုံးကိုယ်တည်းကြီးမာတယ်ခွေးနေကြီးဦးပြေးဝင်လာတာနဲ့ ရက်ွက်ထဲကခွေးတွေဝိုင်းဟောင်ကြတယ်ခွေးဥသားတွေခွေးအောင်သားနဲ့အတူတရက်ွက်လုံးစူညံသွားတယ်ရက်ွက်ခွေးတွေဘလောက်ဟောင်းဟောင်းခွေးနေကြီးကတော့ခရုမဆိုင်ဘူးဥမြဲဥနေတယ်ရေတွေကိုတစောစောနှင်းပြီးတွားမြဲတွားနေတယ်အာမင်္ဂလာခွေးဥသားကြီးကြောင့်အသက်တုံဥတုံဖြစ်နေကြသူတွေဟာအချင်းအနှဲငယ်တွင်းမှာပဲပိုးပြီးကြောက်တန်ချောက်ချစရာကောင်းတဲ့ဖြစ်ပြနေထမှန်ရင်ဆိုင်တွေးမြင်ကြရပြန်တယ်ခွေးနေကြီးလွန်သွားပြီးမချေမနှောင်းမှာပဲ ရေတွေချွန်းပွက်တွေကိုတစွတ်စွတ်နှင်းပြီးသွားနေတဲ့လူနဲ့တူတဲ့မဲမဲတဒံနှစ်ခုကိုတွေ့ကြရတယ်။အဲ့ဒီအချိန်ကကောင်းငင်ပေါ်မှာမိုးတာအနှဲ့ငယ်ရှိပေမဲ့မိုးရွာမနေဘူး။မှုံမှုံမှွားမှွားကျဲကလေးအချို့လဲဟိုတပွင့်ဒီတပွင့်တဖြက်ဖြက်လဲနေကြတယ်။မဲမဲတဒံနှစ်ခုကိုဘဲသူဘဲဝါမှန်ထင်းထင်းခြားခြားမမြင်ရပေမဲ့မိမတယောက်ယောက်ျားတယောက်ဆိုတာကိုတော့တဲတဲကွဲကွဲ တွေ့ကြရတယ်။ခွင့်နေကြီးဝင်လာတော့ကလှမ်းမရအချောက်မရ တရက်ွယ်လုံးစူညာပေါအောင်ထိုးဟောင်းနေကြတဲ့ခွေးတွေဟာမဲမဲတဒံယောက်ျားနဲ့မိမကို မြင်လိုက်ရတော့မဟောင်းရဲကြဘူးတအေးအေးအတန်းပေးပြီးအမိကုန်ပြီးအိမ်အောက်ထဲဂျောင်းထဲကို တိုးဝင်လို့ကြောက်ရွံ့နေကြတာအံ့ဩဖွယ်ရာတွေးကြရတယ်မဲမဲတဒံနှစ်ခုဟာရေပွက်တွေကိုတစွတ်စွတ်နင်းသွားပြီးရက်ွယ်ရဲ့တစ်ဖက်စွန်အယောက်မှာပြောက်ွယ်သွားကြပါတယ်မနေ့လင်းချိန်မှာတော့ညကထူးထူးဆန်းဆန်းရက်ွက်ထဲဝင်လာတဲ့ခွေးနဲ့ကြီးနဲ့ မိမဲ့တဒံယောက်ျားနဲ့မိမတို့ရဲ့အကြောင်းတွေကလူတိုင်းပါဇက်ဖြားမှာ ပြောစရာသတင်းစကားဖြစ်သွားတယ်။တချိန်တည်းမှာပဲအဲ့ဒီမိမဲ့တဒံဇုံတွဲဟာသေးသွားတဲ့ကိုချွေးနဲ့မအောင်မြင်လို့ဖြစ်တယ်ဆိုတဲ့ကိုလာဟလာကလည်းတဆင်းစကားတဆင်းနာ ကြီးထွားသွားခဲ့တယ်။ဒီကိစ္စကြောင့်တရက်ကွဲလို့ခြောက်ချနေချိန်မှာပဲထိတ်လန့်စရာ နောက်တစ်ခုကထပ်မံပြီးဖြစ်ပေါ်လာတယ်။အဲ့ဒါကတော့အနောက်ဖျားကဥထုံးတယောက်အကောင့်ပဂတိကြီးကနေ ရုတ်တရက်လဲကြသေးဆုံးသွားတဲ့ဖြစ်ရကြောင်းပဲဖြစ်တယ်။တကယ်တော့ဒီရက်ကွက်ကလူတယောက်သေးသွားရင်သုံးလောင်းပြေမှာရက်တယ်လို့အယူအဆချိန်ကြတယ်။ကိုချွေးတို့လင်မယားသေးတော့မအုံးမြင်ဘိုက်ထက်ကခလေးပါတွဲပြီးသုံးလောင်းပြေးသွားပြီးတချီတဲ့နဲ့ချိန်ကျေသွားပြီးဆိုပြီးတတ်မှတ်ထားကြတယ်။အခုတော့ကိုချွေးတို့လင်မယားအတွက်ရက်လေဆုံးတောင်မတော့ရသေးဘူး။နောက်တစ်လောင်းထပ်သေးပြန်ပြီ။ညကလည်းခွေးနေကြီးတကောင်အိုးပြီးထူးထူးခြားခြားရက်ွက်ထဲဝင်လာတယ်။ ယောက်ျားနဲ့မိန်းမမိန်းမတတန်းနှစ်ခုလဲရွာထဲကိုဝင်လာတယ်။ဒီမကောင်းဆိုဝါကောင်းနေကားမြဥထုံးကိုသေးမင်းနိုင်ငံခေါ်သွားတာလားဆိုတဲ့တန်တရားတွေဝင်လာကြတယ်။ဒါပေမဲ့အချိန်လေးကဒီလောက်နဲ့ရက်တံမသွားဘူး။ဥထုံးသေးတဲ့ညမှာကြောက်စရာဥတန်ကြီးနဲ့အတူ ခွင့်နေကြီးရွာထဲဝင်လာပြန်တယ်။မိန်းမတတန်းမကောင်းဆိုဝါနှစ်ကောင်းကိုလည်းထတ်တွေ့ကြတယ်။ဒီလိုတွေ့ပြီးနောက်တနေ့နည်းနည်းလင်းအားကြီးချိန်မှာပဲအသက်15နှစ်အရွယ် ကောင်မလေးတယောက်ဆုံးပါသွားပြန်နေအခြေအနေကဘယ်တော့မှမကြုံမှုတဲ့အခြေအနေမျိုးဖြစ်နေပြီ ထိတ်လန့်ခြောက်ခြားစရာကောင်းနေပြီကိုချွေသက်ပင်ပြီးသေးတယ်တညာထဲမှာပဲကိုချွေမိမမအောင်မြင်မိမဖွားနိုင်လို့သေပြန်နေသေခြင်းတရားဆိုတာကပရိသန္တေနေကလေးကပါပြီးသားကုတ္တကံအကုတ္တကံရဲ့အကြောင်းအကျိုးဆက်ဆက်မှုကနေတတ်မှတ်ထားတာဘယ်သူမှပြုပြင်ပြောင်းလဲလို့မရဘူးကိုချွေတို့လည်းမရသေးဆုံးသွားကြတာလေ ကံအကြောင်းတရားကြောင့်ဖြစ်တဲ့ကိစ္စလို့ချုပ်မြင်နိုင်တယ်။ဒါပေမဲ့ထူးဆန်းတာကသူတို့လင်မယားကိုတကြိုးပြီးတဲ့ညမှာပဲခွင့်နေကြီးတကောင်းနဲ့မကောင်းဆိုးဝါးတွေရက်ွက်ထဲဝင်လာတယ်။နောက်တနေ့ဥထွန်းသေးပြန်တယ်။နောက်ညမှာလည်းခွေဥတန်းကြီးကြားရပြန်တယ်။ပြီးတော့ခွင့်နေကြီးနဲ့နာနာဘဝတွေရွာတဲ့ကိုထပ်ဝင်လာတယ်။နောက်နေ့မှကောင်းမလေးတယောက်ထပ်သေးပြန်တယ်။ပိုးဆိုးတာက ခွင့်နေကြီးရဲ့ဥတန်းဟာဒီလောက်နဲ့ရက်တံမသွားဘူး။ ရစ်ဆဲဆိုသလိုရောက်လာတယ်ခွင့်နေကြီးရက်ွက်ထဲဝင်လာတိုင်းမကောင်းစွာမမဲအကောင်ကြီးနှစ်ကောင်းလဲနောက်ကပါလာသမြေဖြစ်တယ်လူတွေကလည်းနေတိုင်းတစ်နေ့တစ်ယောက်နှုံးသေနေကြတယ်စုစုပေါင်း9လောင်းရှိသွားပြီမကြုံစဘူးထူးဆန်းတဲ့ဖြစ်ရဆိုးတဲ့ကြောင့်လူတွေထိတ်လန့်လာကြတယ်ခြောက်ချလာကြတယ်ရေချားမြေချားရက်ွက်ချရင်ကျမစိုးတွေရဲ့စစ်ကွင်းကလွတ်တယ်ဆိုတဲ့အယူအဆကြောင့်အချို့မိသားစုတွေဟာ အခြားရက်ွက်ကိုပြောင်းချွေသွားတဲ့အထိဖြစ်လာတယ်။ရက်ွက်အတွင်းလမ်းစုံလမ်းကွာတွေမှာ ပရိတ်တရားတွေနားကြတယ်။တံပုံတေးပြီးမကောင်းဆိုးဝါးတွေကိုနှင်းထုတ်ကြတယ်။ဘယ်လိုပဲလှုပ်လှုပ်အခြေအနေက ပိုးပိုးပြီးဆိုးလာတယ်။လူတွေရဲ့အကြောက်တရားကလည်းတစတစကြီးထွားလာတယ်။အဲ့ဒီအချိန်မှာကိုလာလာသတင်းစကားတခုထွက်ပေါ်လာတယ်။ဒီလိုအမင်္ဂလာကျမစိုးတွေဖြစ်နေတာဟာကိုချွေးတို့လင်မယားနှစ်ယောက်ရဲ့အလောင်းနှလောင်းကိုကျင်းတကျင်းနဲ့မှာထပ်ပြီး မြုပ်ခဲလို့ဖြစ်တယ်ဆိုတဲ့သတင်းစကားကျေပြန့်လာတဲ့ဒီသတင်းစကားကြောင့်သတင်းမှန်မမှန်စုံစမ်းကြတယ်ရက်ွယ်လူကြီးတွေကအလောင်းမြုပ်တဲ့လူတွေကိုခေါ်ပြီးဆက်မိတယ်ဒီတော့မှအဖြေမှန်ပေါ်လာတယ်ကာလာသားတွေဟာကိုချွေရဲ့အလောင်းထဲထားတဲ့အခေါင်းနဲ့မအောင်မြင်အလောင်းထဲထားတဲ့အခေါင်းတွေကိုထမ်းပြီးတင်းကျိုင်ကုန်းကိုယူလာကြတယ်အဲ့ဒီနေ့ကတင်းကျိုင်ကုန်းထဲမှာလေရေတွေပြည့်ချန်နေတယ်မြေမြုပ်ထားတဲ့အခေါင်းအချို့ဆိုရင်ဖိုးထားတဲ့မြေကြီးတွေ ရေပျော်ကြားသွားပြီးကျင်းထဲကလည်းရေတွေဝင်လာတာကြောင့်အခေါင်းကအကျဉ်းနှုတ်ခမ်းဝါအထိတက်လာပြီးပေါ်လို့မျောနေတယ်။ကာလာသာအုပ်စုဟာကိုချွေတို့လင်းမယားနှစ်ယောက်ရဲ့အလောင်းတွေကိုမြုပ်ဖို့နေရာချကြတယ်။ကံအားလျော်သွားပေါက်ပင်ကြီးတပင်အောက်မှာရေမမြုပ်သေးတဲ့ကုန်းကမူလေးကိုတွေ့တယ်။ပထမဆုံးအရက်ပုံးကိုအလဲမာတဲပြီးတောက်ကြစားကြတယ်။တောက်စားပြီးတော့အခေါင်းတွေကိုမြုပ်ဖို့ကျင်းတူကြတယ်။ကျင်းကလည်းနည်းနည်းနှစ်ထာနဲ့ ရေတွေစိမ့်ပြီးဝင်လာတယ်။မြေကြီးတွေကချွန်းစေတုံးတွေဖြစ်သွားတယ်။ရေတွေခတ်ထုတ်လိုက်တူးလိုက်ပေါတုပေါပြမှာကတ်နေတဲ့ချွန်းတွေခွာပစ်လိုက်နဲ့တော်တော်ခက်ခက်ခဲခဲတူးကြရတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့အချင်းချင်းတိုင်မင်းပြီးကျင်းကိုတကျင်းနဲ့ပဲတူးလိုက်တယ်။နောက်သေးတဲ့လူအရင်ချားกว่าအဲ့ဒီလိုပြောပြီးမုံမြင်အလောင်ထဲထားတဲ့အခေါင်ကိုကျင်းတဲ့အရင်ချားတယ်။ကိုရွှေအလောင်ထဲထားတဲ့အခေါင်ကိုအပေါ်ကထပ်တင်လိုက်တယ်။ ပြီးမှမြေကိုဖိုးလိုက်ကြတယ်။ကျင်းတချင်းနဲ့တိုးပြီးနှလောင်းမြုပ်ထားတဲ့အကြောင်းဘဲသူကမှမပြောဘူးချို့ဝဲထားကြဘူးလဲသဘောတူခဲ့ကြတယ်။ကာလာသားတွေရဲ့အယက်မိုးပြီးပြီးစလွဲလောက်ခဲ့တဲ့ကိစ္စဟာအလောင်းနှလောင်းထပ်မမြုပ်ရဘူးဆိုတဲ့တင်းကြိုင်စည်းကမ်းကိုဖောက်ပြစ်လိုက်တာဖြစ်တယ်။မသိလို့ပဲမြုပ်မြုပ်သိလျက်နဲ့ပဲလှုပ်လှုပ်အလောင်းနှစ်ထပ်မြုပ်ရင်ရွာထိတ်လန့်ချောက်ချမယ်။လူတွေအစ်စ်မပြတ်သေးတတ်တယ်ဆိုတဲ့ခြေစကားအတိုင်း သူတို့ရက်ွယ်ကျမစိုးနဲ့ကြုံလိုက်ရတယ်ဆိုတာအလုံးသိသွားကြတယ်။ဒါကြောင့်ခြေလူကြီးသူမတွေကခြေထုံးကိုလည်းမပဲနဲ့လို့မှားထားခဲကြတာပေါ့။ဂျပန်ခေတုံးကလည်းဒီလိုအဖြစ်အပျက်မျိုးတစ်ခုကြားဖို့တယ်။လူတွေတောက်တောက်လဲသေးကြ။ရွာမှာမနေရတော့လို့ခိုးပြေးဒီပြေးပြေးကြနဲ့ရွာတောင်ပြက်သွားတယ်တဲ့။တော်သေးတယ်။ဒီလောက်နဲ့သိလိုက်ရလို့နောက်ကြမှာသိရင်တို့ရက်ွယ်လဲရက်ွယ်ပြည့်ကြီးဖြစ်သွားမှာအေကန်မုတ်ချပဲ။ ရွာလူကြီးကကလာသားတွေကိုစူးစူးဆဲဆဲနဲ့ဆုံးမာတယ်။ပြီးတော့ရက်မိတ်ရက်ဖတွေနားလေသူတွေနဲ့တိုင်မင်းပြီးတင်းချိုင်းကုန်းကိုသွားတယ်။တင်းချိုင်းအချင်းမှာမဖဲဝါကိုကရော့ဘွဲနဲ့တောင်းမှန်တယ်။ကိုချွေးတို့လည်းမရမြုပ်ထတဲ့ကျင်းကိုပြန်ဖောပြီးဘေးချင်းချင်းလေးရဲ့ကျင်းစီမြုပ်ပေးလိုက်တယ်။နောက်ပြီးရွာတော်ချင်းနန်းနန်းမှလည်းတပြောနကနာပွဲပေးပြီးရက်ွက်ကိုပြန်အားရတယ်။တင်းချိုင်းမှာအလောင်းနှစ်တန်မြုပ်လို့မကြုံစဘူးထူးထူးကြကြ ခွေးဥတန်းတွေကြားရတယ်ခွေးနေကြည့်နေမကောင်းစိုးဝါနာနာဘဝတွေရွာတဲ့ဝင်လာတယ်နေ့စဉ်ရစ်ဆက်ဆိုးသလိုလူတွေတယောက်ပြည့်တယောက်သိနေတယ်ဒီကိစ္စနဲ့ပတ်သက်လို့တိုက်ဆိုင်မှုတစ်ခုလို့သတ်မှတ်ပြီးမယုံကြည်သူအချို့ရှိပေမဲ့အများစုကတော့ယုံကြည်ကြလက်ခံကြတယ်။နောက်မှလည်းအတုပကိစ္စတွေနဲ့ပတ်သက်လာရင်လွဲချော်မှားယွင်းမှုမရှိအောင်ဂရုတစိုက်ဆောင်ရွက်လာကြတယ်။ဘာကြောင့်လဲဆိုတော့ရွာလူကြီးတွေနဲ့နားလေတက်ကြွသူတွေ တောင်းမှန်စရာရှိတာတောင်းမှန်တိုးချိုးစရာရှိတာတိုးချိုးပြီအလောင်းနှစ်ထပ်ကိုဖဲချလိုက်ချိန်ကစားပြီခွင့်နေကြည့်တဲ့မကောင်းဆိုးဝါးတွေဝင်လာတာမျိုးမရှိတော့ပဲရက်ွယ်လေထိတ်လန့်ချောက်ချမှုတွေကင်းဝေးပျောက်ွယ်သွားတယ်ပုံမှန်အချိန်တွေကိုပြန်လဲရောက်ချီသွားခဲ့တယ်အဖြစ်ပြက်ကတော့အဲ့ဒါပါပဲဥမောင်းမောင်းထိတ်လန့်ချောက်ချစရာဖြစ်ဆိုးတွေကိုသူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတယ်ဒီလိုအဖြစ်ဆိုးတွေနောက်တစ်ချိန်ထပ်ပြက်လာမှသူတို့သိကြောက်ကြတယ် ဒါကြောင့်မှဥမောင်မောင်ရက်ွက်လူကြီးဥအောင်ထုက သူ့ဇလန်းကိုနှီးကုံချုပ်လိုက်တယ်။နှက်ပွဲပေးတဲ့ကိစ္စအလုံးစောင့်ရွက်ပြီးသွားတော့ကိုမောင်မောင်တို့အဖွဲလည်းအသိဉာဏ်ကိုပြန်လာခဲ့ကြတယ်။လူသေးပြီဆိုတာနဲ့ထုံစံနေဒလေးတွေကတတိတရန်ကြီးပေါ်လာကြတယ်။အတုပကိစ္စစောင့်ရွက်ရမှာလွဲချော်မရတဲ့ဒလေးထုံစံနေအများအပြားရှိနေတယ်။တစုံတစ်ခုတိန်းဆောင်လွဲချော်သွားတာနဲ့ဥပါဒံအစွဲက၆လံနေရကြတယ်။ ဒီအစွဲတွေကိုယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီဥပါဒဏ်တွေကိုကြောက်သည်ဖြစ်စေမကြောက်သည်ဖြစ်စေတလေတစားအလေးထားဆောင်ရွက်မှသာသူတို့ရဲ့ပရိုက်တာလုပ်ငန်းကြီး ချောမွေအောင်မြင်မယ်ဆိုတာကိုကိုမောင်မောင်တယောက်စဉ်းစားတွေးတော့နေမိပါတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ